မဲမပင်းရလို့လုံတော်လို့ဒီရွေးကောက်ပေါ်ရပြတ်သွားပါလားပြတ်ပါဘူးရွေးကောက်ပေါ်ရမပြတ်ဘူးမဲမပင်းရဟန်တာတာစီနေမယ်ဆိုရင်ခင်ဗျားတို့ကဘသူ့ကိုတိုင်းနေကြတာလဲကျွန်တော်မရလိမ့်မယ်အဲခက်နေတာကအဲ့ဒီလော်ဘီတွေရဲ့ပြဿနာအဲ့တော့လော်ဘီတွေကဟိုကတော့ဘာရဲ့တောင်ပန်းကမ်းပန်းမသိဟဲ့လားကျွန်တော်တို့နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားခင်ဗျားစဉ်းစားကြည့် အလကားနေထောင်လဲသွားနေတာမဟုတ်ဘူးခမတို့ကြိုက်တဲ့လူခမတို့ယုံကြည်တဲ့လူကိုမဲမပေးရင်ခမတို့မကြိုက်တဲ့မယုံကြည်တဲ့လူတွေအုပ်ချုပ်တာကိုနောက်ထပ်၅နှစ်ခံရမယ်ပြည်သူပါတီကိုမဲပေးဖို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အတူအယောင်ရွေးကောက်ပွဲအားမဲမပေးဖို့တောင်းဆိုနေတဲ့ NUG အုပ်စုကိုကိုကိုကြီးပြစ်တင်ဝေဖန်လိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာအဲ့တော့ကျွန်တော်ကပြောနေတာကျွန်တော်တို့နိုင်ငံရေးနည်းလမ်းတွေ ကျိုးပဲဆောင်ရွက်နေတဲ့ကိစ္စတွေကိုဟလာရုပ်လုံးကြည်ကြည်နဲ့ကျွန်တော်တို့ဆောင်ရွက်ခွင့်ပေးပါအဲ့တော့နောက်တစ်ခုကတော့ရွေးကောက်ပွဲမဲမပေးနဲ့လို့ဆိုမဲမပေးရင်ရလာတာဘာဖြစ်လဲရွေးကောက်ပွဲကတက်သွားမှာလားခဲ့ကျွန်တော်ပေးတဲ့ကိုမေးမယ်မဲမပင်းနဲ့လို့လုံတော်လို့ဒီရွေးတော်ပေါ်ရပြတ်သွားမှာလားပြတ်သွားဘူးရွေးတော်ပေါ်ရမပြတ်ဘူးဒါဆိုရင်ဘယ်လိုရလာမျိုးဖြစ်နေကြလဲအဲ့တော့ကျွန်တော်တို့ကဟလာကျွန်တော်တို့ဒီမိုကရေစီရေး တိုင်းရင်းသားတပ်သူမြများကြီးဖက်တွေရင်းဘက်ကနေနိုင်ငံရေးနည်းလမ်းနဲ့ခိုင်တယ်မှာမှာချုံးပန်းနေတဲ့သူတွေကိုမဲမပေးအောင်ဟန်တာတောင်းဆီးနေမယ်ဆိုရင်ခင်ဗျားတို့ကဘယ်သူ့ကိုနိုင်နေကြတာလဲတော်တော်မရလိမ့်မယ်အဲ့တော့ကျွန်တော်ခဏခဏပြောတယ်ဘာဖြစ်ကျင်တာဘာလို့ကိုလှုပ်ကျင်တာကိုဖြစ်ကျင်တာကိုချင်းချင်းလင်းလင်းတော့ကြည့်လို့လို့တယ်အဲ့တော့ဒါကြောင့်မလို့ အဲ့တော့လက်နဲ့ကင်ပြီးချပါရမယ်ဆိုတော့အစိုးတစ်ဖက်ကိုပြောချင်တာကတော့နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမဖြစ်ပါနဲ့ကျွန်တော်တို့နိုင်ငံရေးပလက်ဖောင်းကိုပြန်ပြီးတော့တည်ဆောက်တယ်ကျွန်တော်တို့ရဲ့နိုင်ငံရေးဘုံကြည့်တဲ့ရည်တည်ချက်ပေါ်မှာတလက်မှမှကျွန်တော်တို့ညှင့်မပေါ်ဘူးအဲ့တော့ကျွန်တော်တို့ဒီလိုလုပ်နေလို့ဟာတို့ကတောက်သွားလို့လားတဲ့ကျွန်တော်တို့တမိုင်းကိုတန်ကြည့်လိုက်အစိုးရကကျွန်တော်ပြောတယ် တော့လေကဲတော့ဒါကျွန်တော်တို့ပါတီရဲ့ဒဏ္ဍာရင်အခြေအနေပဲအဲ့တော့လွန်ခဲ့တဲ့38နှစ်ကကျွန်တော်တို့နိုင်ငံရေးစလုပ်တော့လေဒီလိုဆင်နေမိုက်တွေမရှိဘူးဟလာလမ်းမေးကကောင်းရပြတ်ထိုးခုံလေးကိုဆွဲတယ်ပြီးတော့လှုပ်တော့လှုပ်တော့နဲ့ဘေးကဝိုင်းကင်တော့ပြရတယ် အဲ့ဒီပေါ်မှာတက်ပြီးတော့ဟောခဲ့တော့ဒီပေးတဲ့လောက်ကတော့တကယ်ကျွန်တော်မိုက်မလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဘွားနဲ့စခဲ့တာအဲ့တော့နိုင်ငံရေးပလက်ဖောင်းပြန်ပေါ်အောင်လုပ်တဲ့အချိန်မှာဒီဘွားနဲ့ပဲပြန်စအောင်ပါအဲ့တော့ကျွန်တော်တို့ကဟဲ့လားပြည်သူတွေကိုရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးတဲ့ခါကျတော့အဲ့တော့ကိုကိုတိုင်ကဒဏ္ဍာရီအားချိုးတဲ့တဲ့ခါကျတော့ဟဲ့လားခင်ဗျားတို့ကိုဘာပစ္စည်းတွေပေးမယ်လို့ကျွန်တော်တို့ကအားမမခံနိုင်ဘူးမပေးလည်းမပေးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဘာတွေပေးနိုင်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးပဲပေးနိုင်တယ် နိုင်ငံရေးပါတီဆိုတာနိုင်ငံရေးရှိမှနိုင်ငံရေးပါတီလို့ပြောလို့ရတာအဲ့တော့ကျွန်တော်တို့အာမခံနိုင်တာကကျွန်တော်တို့မှာနိုင်ငံရေးကတော့အပြည့်အဝကျွန်တော်တို့ကအာမခံတယ်အဲ့တော့ကျွန်တော်တို့ရည်တည်ချက်တစ်ချောင်းလုံးမှာနိုင်ငံရေးယုံကြည်ချက်ခံယူချက်အပေါ်မှာပဲကျွန်တော်တို့ခိုင်ခိုင်မာမာရည်တည်တယ်အဲ့တော့ဒီလိုပဲတစ်ချောင်းလုံးလည်းရည်တည်ခဲ့တယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးနည်းလမ်းကိုရွေးချယ်တဲ့အခါကျတော့တချို့ကကြောက်သွားလို့လားတဲ့ဟာကျွန်တော်ကကြီးတယ် ကျွန်တော်စိုးရိမ်တွေပြောတယ်ကြောက်တတ်ရင်နိုင်ငံရေးမလုပ်ဘူးလို့ကျွန်တော်ပြောထားတယ်အဲ့တော့အခုလည်းပဲဒီလောက်ချင်းချောင်နေတဲ့ဆဲဆုံနေတဲ့အချိန်မှာဟာလာအဲ့ဒီချင်းချောင်မှုတွေဆဲဆုံမှုတွေကိုရင်ဆိုင်ပြီးတော့လုံနေတဲ့ကိစ္စကထောင်ချမာတဲ့ကောင်မှပို့ပြီးတော့ကျွန်တော်တို့ကဟာလာကြောက်เสียကောင်းနေတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံရေးသမားကလူချစ်တာထောက်ခံတာပဲလိုချင်တာအဲ့တော့လူချစ်ရင်ပြီးရောဆိုပြီးတော့လူကြိုက်များတာတွေရှောက်ပြောလို့ကတော့ဒီလူလူကြီးကိုကျွန်တော်တို့ကလမ်းမှန်မော်ကျွန်တော်တို့မပို့နိုင်ဘူး အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးခေါင်းဆောင်ဆိုတာလူတိုင်းများတာတွေကြီးပဲလိုက်ပြောလို့မရဘူးအဲသို့တော့ပြောသည့်ပြောလိုက်တာဖြစ်သည့်ဖြစ်လိုက်တာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ကပြောပြီးတော့လူလူကြီးကနားလေလက်ခံလာအောင်ကျွန်တော်တို့ကကြိုးစားမယ်အဲလူတိုင်းများပြီးရောဟာမျိုးတွေကျွန်တော်တို့မပြောဘူးမလုပ်ဘူးအဲ့တော့ဒါကဒါကျွန်တော်တို့ယုံကြည်ချက်ယက်တီချက်ပဲအဲ့တော့ဒါကြောင့်မလို့အဲ့တော့အစွန်းတရားတစ်ဖက်ကိုတော့ကျွန်တော်ပြောပြီနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပစ်ပါနဲ့နိုင်ငံရေးပလက်ဖောင်းပြန်ပြီးအကောင်မှ ကျွန်တော်တို့ပြည်သူတွေတဝူးချင်းတယောက်ချင်းပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးဟာရွေးကောက်ပွဲနိုင်ငံရေးလက်နက်ကိုင်နိုင်ငံရေးတို့အခြားနည်းလမ်းတို့ဆိုတဲ့ကိစ္စဟာပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမလုပ်နိုင်ဘူးအဲ့တော့မဲပင်းရွေးချယ်တာကြတော့ပြည်သူတိုင်းပြည်သူတိုင်းဥပဒေပေါင်းထဲကနေပြီးတော့သူ့ရဲ့စံတော်ကိုဖော်ထုတ်နိုင်တဲ့အခွင့်အလမ်းပြည့်တယ်အဲ့ဒါကိုဖျက်ဆီးမပြစ်ပါနဲ့လို့အဲ့ဒီအစိုးတစ်ဖက်ကိုကျွန်တော်ကပြောချင်အဲနောက်တစ်ခုနောက်တစ်ခုအစိုးတစ်ဖက်ကတော့ဟလာ တဖက်ကိုစန့်ကျင်ချိန်မုန်းကျင်တာနဲ့နိုင်ငံရေးသမားအလုံးကိုတိုက်ခိုက်တာအဲ့တော့တက်တူရွေးကတော်တော်မဲတော်ကခဲခဲဆိုတာကပို့ပြီးတော့ဆိုးတယ်အဲ့တော့ဘာလဲဆိုတော့ဟလာဟိုထိပ်ပိုင်းကခေါင်းဆောင်တွေကဘာပဲပြောပြောဟလာတပ်မတော်မှာလဲတပ်မတော်ခေါင်းဆောင်တွေမှာဟလာအမျိုးမြင်ရှိရှိနဲ့နိုင်ငံရေးကဒီလိုလုပ်လို့မရဘူးပြုပြင်ပြောင်းလဲရမယ်ဆိုတာကိုသိတယ်ပိုင်းကသိတယ်အဲခက်နေတာကအဲ့ဒီ lobby တွေရဲ့ပြဿနာအဲ့တော့ lobby တွေကဟိုကတော့ဘာရဲ့တောင်ပန်းကမ်းမန်းမသိဘူး ။အဲ့တော့ကျွန်တော်တို့နိုင်ငံရေးကျင်းသားဟုံးဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လား။ခမစင်းသားကြီး။အလကားနေထောင်လဲသွားနေတာမဟုတ်ဘူး။ကိုငယ်ငယ်ရွယ်ရွယ်ချိန်နေမှာကိုကိုကိုကြီးပွားတိုးတက်အောင် လုံနိုင်တဲ့အခွင့်အလမ်းတွေအားလုံးကိုစွန့်လွတ်ပြီးတော့နိုင်ငံကိုပြုတ်ပြင်းပြောင်းလဲဖို့အကြမ်းမဖက်နိုင်ငံရေးနီလန်းနဲ့ဆောင်ရွက်အဲဆောင်ရွက်တဲ့အခါမှာပြောစရာရှိတယ်ကျွန်တော်တို့ဟိုးတုန်းကတခင်ပေါ့ဆာ1600လား အဲ့တော့ ਨੇ ချစ်တိုင်းတပါအင်္ဂလိပ်လက်အောင်မှာနိုင်ငံရေးလောက်တာတခင်ပေါ့စချောင်ချောက်လာအဲပြန်ပြောရွှေကုတ်ကူမှထိုင်းဘက်သို့ထွက်ပြေးသောနိုင်ငံသား36ဦးဖမ်းဆီးခံရပြီးညတူများတီမျိုးတွင်လည်းထွက်ပြေးလာသူများနှင့်ဟိုတယ်များပြည်နေ BGF ဌာနချုပ်နှင့်ရွာများတွင်အရေးကြီးကြားဖြန့်တရုတ်တထေးတချို့ခိုးလုံနေ တရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ရွှေကုတ်ကိုကြားဖြတ်မြို့တင်မှာထွက်ပြေးလာသောနိုင်ငံသား36ဦးကိုယနေ့နံနက်ပိုင်းထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိကြောင်းနယ်စပ်သတင်းရင်းမြစ်များထံမှသိရှိရသည်ယနေ့နိုဝင်ဘာလ16ရက်နေ့နံနက်ပိုင်းများသူများတီမြို့နယ်ရွှေကုတ်ကိုဘက်မှတောင်ရင်မြစ်ကိုဖြတ်ကူး၍ထိုင်းနိုင်ငံဘက်အချမ်းဝမ်ဖာကြီးရွာသို့ရောက်ရှိလာသောနိုင်ငံသား36ဦးဖမ်းဆီးရရှိကြောင်းနိုင်ငံသားများတွင် တရုတ်ပါကစ္စတန်အိန္ဒိယနှင့်ဗီယက်နမ်နိုင်ငံသားများဖြစ်ကြောင်းသိရှိရသည်ရွှေကုတ်ကူဘက်ကနေထိုင်းရွာဘက်ကိုကူးလာတဲ့နိုင်ငံသား36ဦးဖမ်းမိတယ်ဗီယက်နမ်3ဦးကာဇက်စတန်2ဦးနီပေါ2ဦးရဝမ်ဒါ2ဦးဆူဒန်2ဦးကင်ညာ73ဦးအီဂျစ်2ဦးပါကစ္စတန်71ဦးအိန္ဒိယ2ဦးနဲ့တရုတ်နိုင်ငံသားတွေလည်းပါတယ်ထိုင်းဘက်ကဖမ်းထားတယ်ဟုတ် နေဆက်တည်ရင်းမြစ်ကပြောဆိုသည်ရင်းအပြင်ရွှေကုတ်ကူမှထွက်ပြေးလာသောကြားဖြတ်နိုင်ငံသားများများသူများတီမျိုးပေါ်တွင်လည်းပြည့်နှက်နေပြီးဟိုတယ်နှင့်တဲခုခန်းများလည်းပြည့်နေကြောင်းရွှေကုတ်ကူမှများသူများတီမျိုးတို့ကားငားလျင်ပင်ကားငားရန်ခလူတအူးလျင်ထိုင်းဘတ်၁၀ထောင်ကျော်ဈေးပေါက်နေကြောင်းသိရှိရသည် အရေးကြီးတဲ့ထိပ်ပိုင်းတရုတ်တရေတွေကြားဖြတ်တွေကိုတော့ BGF တွေကသူတို့ဌာနချုပ်တွေနဲ့ရွာတွေကိုခေါ်ထားတယ်။အခုကြံနေတာကရိုးရိုးကြားဖြတ်အလုတ်သမားတွေခေါင်တွေက BGF ကခေါ်ထုတ်သွားပြီးအခုရေမျိုးကန်းတင်ဖြစ်နေတာကတာမန်နိုင်ငံသားတွေဖြစ်နေတာကားခတွေလည်းဈေးတက်တယ်အိမ်ငှားခနဲ့ဟိုတယ်ခတွေလည်းဈေးတွေတက်နေတယ်။မြောက်ရီမြို့ပေါ်မှာလည်းဟိုတယ်တွေတဲခုခန်းတွေအပြည့်ပဲတချို့ကြားဖြတ်တွေကကြောက်ခတ်တို့ဘာလို့လိုနေရတွေပြေးကြတယ်ဟုပြင်းစီရေးတရင်မြစ်ကပြောဆိုသည်။ရေးစရာတောင်ဖြစ်တယ် ခင်ဗျားတို့အခုခင်ဗျားတို့ရှေ့မှာကျွန်တော်ရောက်နေတယ်ကျွန်တော်ရဲ့တာမန်လွတ်ရက2084ခုနှစ်ခင်ဗျားတို့လည်းမရှိတော့ဘူးကျွန်တော်လည်းမရှိတော့ဘူးဘာကြောင့်လဲဆိုတော့ချတယ်ရမကြောက်ဘူးမနာတာ65နှစ်နဲ့6လချထားတာကျွန်တော်လက်ထက်မှာအတူတချောင်းတောင်မရှိဘူးအဲ့ဒါလို့ကာလာကြီးကိုဖြတ်ခဲ့တဲ့အခါကျတော့ကျွန်တော်တို့ကနိုင်ငံပြုတ်ပြင်းပြောင်းလဲဖို့အတွက် ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကပြက်ပြက်သားသားပဲပြောရလိမ့်မယ်နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ်ကျွန်တော်တို့ဆန်းဆိုတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လည်းဒါဒီဘက်မှာကဟလာမယုံသင်္ကာနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင်အဲ့ဒီအန္တရာယ်တွေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီးလန်းနဲ့ပြုတ်ပြေပြောင်းလဲဖို့စ조사နေတဲ့သူတွေကို နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုပါကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီလော်ဘီတွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်เนาะအဲ့ဒါဒါကတော့အစွန်းတစ်ဖက်ကိုကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့အဓိကကနိုင်ငံမှာနိုင်ငံရေးပလက်ဖောင်းပြန်ပေါ်လာဖို့အဲ့ဒါသိရေးကြည့်တယ်အဲ့ဒါနောက်တစ်ခုတီသူတွေတော့ပြောချင်တယ်ဆိုရှယ်မီဒီယာပေါ်မှာလမ်းမဆုံးပါနဲ့အဲ့ဒီမှာတောင်ပြောမြောက်ပြောနဲ့ ကြည့်လိုက်တော့ profile မပါဘူးဟာလား profile အမှန်မဟုတ်ဘူးပြီးတဲ့အခါကျတော့အမျိုးမျိုးလုံစောနေတယ်ပြီးတော့သူတို့ကဒီမှာမရှိဘူးကြည်လွတ်တဲ့နေရာမှာအနေနဲ့ကင်းတဲ့နေရာမှာနေပြီးတော့အထဲကပြည်သူတွေကိုဆဲလိုက်ဆိုလိုက်ချိန်ချောက်လိုက်လုံနေတာတွေကိုခင်ဗျားတို့နားမယောင်ပါနဲ့အဲ့တော့ပြည်သူတွေကိုလည်းကျွန်တော်ကပြောတင်တယ်အဲ့တော့ပြည်သူတွေရွေးကောက်ပွဲနီးလာပြီမဲမပေးဖို့လုံစောတယ်မဲမပေးတော့ဘာဖြစ်လဲရွေးကောက်ပွဲကဖြစ်သွားမှာပဲ ်ခမားတို့ကြိုက်တဲ့လူခမားတို့ယုံကြည်တဲ့လူကိုမဲမပေးရင်ခမားတို့မကြိုက်တဲ့မယုံကြည်တဲ့လူတွေအုပ်ချုပ်တာကိုနောက်ထပ်၅နှစ်ခံရမယ်အဲ့တော့ခမားတို့ရွေးရမယ်အဲ့တော့ကျွန်တော်တို့ကဟလာနိုင်ငံရေးလုပ်တယ်ဆိုတော့မှအချမ်းပရဏီကိုတော့ကျွန်တော်တို့မရွေးဘူးမသုံးဘူးအဲသို့တော့လူမှုထောက်ခံမှုကတော့ရဖို့လိုတယ်ကျွန်တော်တို့ပါတီမှာဘာလက်နက်ကင်အင်အားမှဓာတ်ရိုက်လည်းမရှိဘူးတွေ့ဝိုက်လည်းမရှိဘူးကျွန်တော်တို့မှဘာမှလက်နက်ကင်အားကိုရတာမရှိဘူး ဲ့တော့ကျွန်တော်တို့ကပြည်သူပဲအားကိုးပါမယ်အဲ့တော့ပြည်သူကမှကျွန်တော်တို့ကိုမထောက်ခံရင်မဲမပေးရင်ကျွန်တော်တို့ခမရတို့ဖြစ်စေခြင်းတဲ့ဆန္ဒတွေကိုလှုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့ဟလာအခုရေကောက်ပွဲကမ်ပိန်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဟလာ TV ရေဒီယိုမှာလည်းကျွန်တော်ပြောတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့တချင်းလည်းလွှင့်နေတာရှိတယ်အဲ့တော့ကျွန်တော်တို့တချင်းကိုခမရတို့ပြန်ပြီးတော့ကြားရအောင်ကြည့်ပါကျွန်တော်တို့နိုင်ငံမှာအဓိကကအမှောင်ခစ်ကြီးတစ်ခုလွှမ်းမိုးတယ်အဲ့တော့ဘာလဲဆိုတော့ကြောက်ရွံ့ခြင်း မတိနာမလဲချင်းစီရင်နွမ်းပါခြင်းဒီဟုသောအမောင်တိုက်အမောင်တိုက်ကိုဖြိုခွင်းရမယ်အဲ့တော့ဘာလဲဆိုတော့အဲကျွန်တော်တို့ကပြည်သူကကြောက်ကြောက်တော့ကို့မှာဒီဥပဒေမှာခွင့်ရေးတွေရှိတယ်ဆိုတာ तू မသိဘူးကြောက်လို့မပြောရဘူးမသိလို့မပြောတတ်ဘူးအဲ့တော့ကျွန်တော်တို့ကကြောက်နေသလားပြောလိုက်စမ်းပါနားမလဲဘူးလားပြောလိုက်စမ်းပါစီရင်နွမ်းပါသလားပြောလိုက်စမ်းပါ ခမည်းတော်ကိုစားပြောပေးမဲ့သူအဝါအဝါအဝါလာပါပြီဒါလားကျွန်တော်တို့ကအဝါရောင်တွေဟာအဝါရောင်လိုင်းလုံးတွေတလုံးပြီးတလုံးလာပြီကျွန်တော်ဒီမလာခင်မှာဘကိုးမှာကျွန်တော်တို့ဟလာလူလူတွဲဆောင်ဘွဲလှုပ်တယ်နေပြည်တော်မှာလှုပ်တယ်စကိုင်းတိုင်းမှာလှုပ်တယ်မန္တလေးတိုင်းမှာလှုပ်တယ်အခုကျွန်တော်တို့ရန်ကုန်တိုင်းမှာလှုပ်တယ်အဲ့တော့ကျွန်တော်တို့ဟလာကြောက်ညွန့်ခြင်းမတိနားမလဲခြင်းဆင်းရဲနွမ်းပါခြင်းဒီဟုသောအမောင်းတိုက်ကိုဖြိုခွင်း၍ လွတ်လပ်ငြိမ်းချမ်းသောကြွယ်ဝချမ်းသာသောအဲ့တော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်နေခြင်းနဲ့ဘယ်သူ့ကိုမှကြောက်မနေခြင်းဘူးဒါအာမန်ပြည်သူတယောက်ရဲ့စန္ဒပဲလွတ်လပ်ခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ကြွယ်ဝချမ်းသာသောကျွန်တော်တို့နိုင်ငံဟာချမ်းသာတဲ့နိုင်ငံပြည်သူတွေဆင်းရဲနေတာနိုင်ငံကဆင်းရဲတာမဟုတ်ဘူးအဲ့တော့ဒါကြောင့်မလို့ပြည်သူတွေဟလာစောက်ဝတ်နေရေးဖူလုံတဲ့ကြွယ်ဝချမ်းသာတဲ့အလင်းခေတ်နိုင်ငံတော်ကိုရောက်အောင် ျွန်တော်တို့ပြည်သူပါတီကစ조사သွားမယ်အဲ့တော့အလင်းခေနိုင်ငံတော်ကိုတိဆောက်ဖို့ပြည်သူပါတီကိုမဲပေးဖို့